မေလာပါအိုလီဗာဘဲလီအတွက်တကယ်ကိုကြီးမားတဲ့နိုင်ဝဲပဲပါခင်ဗျားကလည်းမှရှေ့နေကလေးကဘဲလီအသင်းရဲ့အကောင်းဆုံးပထမပိုင်းခြေစွမ်းလို့ပြောလို့ရနိုင်မလားဝေါဒါပေါ့ပထမပိုင်းလူတိုင်းကြည့်ရတာတကယ်ကိုကောင်းမွန်လုံးနေလို့ထင်ပါတယ်ကျွန်တော်ရောက်ကလေးကအကောင်းဆုံးပထမပိုင်းလို့လည်းထင်ပါတယ်တကိုးတဲ့နဲ့ဥဆောင်နိုင်ခဲ့တာကလွဲလို့ပေါ့လေပြီးတော့ခင်ဗျားကချန်ပီယံအသင်းနဲ့ဇာနေရတယ်ဆိုရင်တော့သူတို့ချိန်ဝေးပြန်လာနိုင်တယ်ဆိုတာကိုအမြဲတမ်းသိထားရမှာပဲဗျထို့သဖြင့်နောက်ဆုံးပွဲစဉ်တွေမှာသူတို့အမြဲတမ်းနောက်ကျဂိုးတွေတွင်းယူနိုင်ခဲ့တာကိုကြည့်ရင်ပေါ့လေ ဒုတိယပိုင်းကတော့အလွန်ကြီးမားတဲ့ဖိအားတွေရှိခဲ့ပြီးအချိန်တည်းရဲ့နှစ်ရက်မှာဒေဂန်န်ဆန်အကြောင်းကျွန်တော်တို့ကန်ကောင်းသွားခဲ့ပါတယ်။ဒီနေ့ကျွန်တော်တို့ကိုတကယ်ကိုဂုဏ်ယူစေတဲ့အရာတော့မိနစ်90မှာခြေပါကိုပေးလိုက်ပြီးရဲ့နောက်မှာဘောမန်စင်တို့မော်မင်တန်ကပြောင်းလဲသွားပြီးရဲ့နောက်ပွဲကိုရှုံးသွားပြီးမလဲပဲကျွန်တော်တို့ကခေါင်းမငိုက်ဆိုင်ပဲနဲ့ရှေ့ကိုဆက်ကစားပြီးမော်မင်တန်ကိုတစ်ခေါက်ပြန်ပြောင်းလဲနိုင်ခဲ့လို့ပါပဲ။ပြီးတော့ကျွန်တော်တို့အနိုင်ကိုရယူနိုင်ခဲ့ပါတယ်ဝင်လာတဲ့ဇာမ3ရောင်းဖြစ်တဲ့ဝူစကာပရမခေါင်းနိုင်ဘောကိုနိုင်ယူဂျက်ဖရက်ကဒုတိယဘောကိုနိုင်ယူပြီးတော့အင်ဂရီးယားကဂိုးသွင်းသွားခဲ့ပါတယ် ဟုတ်ကဲ့အဲ့ဒါကြောင့်ပဲဒီကနေ့ပွဲမှာတကယ်ကိုအသင်းလိုက်စ조사အောက်ထုတ်မှုတစ်ခုဖြစ်ခဲ့ပြီးတော့အဲ့ဒါကြောင့်ပဲကျွန်တော်တို့အနိုင်ရရှိကြတာပါဒီတော့ဇွန်ဆိုင်နေရောနိုင်ပွဲတော့ပါကျွန်တော်တကယ်ကိုဂုဏ်ယူပြီးတော့ဝမ်းမြောက်မိပါတယ်အခုဆိုရင်ဘယ်လိုကပရီးမီယာလိမှာရှုံးဝဲမရှိသေးတဲ့တသိန်းကြီးသောအသင်းဖြစ်နေပါပြီဒါကအသင်းရဲ့ဘလို့အောင်မြင်မှုမျိုးပါလေအာကျွန်တော်တို့ကအခုမှစတင်မှလာပဲရှိပါသေးတယ်ဗျဒီတော့ဘာမှပြောင်းလဲလို့တော့မရသေးပါဘူးမနေ့ကဆင်တော့ဒီလိုအစ်မနိုင်ပွဲမရှိသေးတဲ့တသိန်းကြီးသောအသင်းကကျွန်တော်တို့ဖြစ်နိုင်ပေမဲ့ ရာသီအစောမှာတော့အမှတ်ပေးချန်ပီယံသင်းနဲ့ FA ဘလောက်ကိုအနိုင်ရခဲ့တယ်လေ။အဲဒါကြောင့်မကျွန်တော်တို့အမြဲတမ်းနှိမ့်ချစွာနေရတာပါ။ကျွန်တော်တို့ဒီအပြူသဘောဆောင်တဲ့အရာတွေခံစားချက်တွေကိုယူပြီးတော့ပို့ပြီးတော့မြန်မြန်နလန်ထဖို့အတွက်နေစဉ်အလုပ်တွေကုညီဖို့အတွက်အသုံးပြုသွားမှာပါ။အဲဒါပေမဲ့ကျွန်တော်တို့အမြဲတမ်းကိုယ့်ရဲ့ဇာဘောတွေအကြောင်းပြောကြမှာဖြစ်ပြီးကစားမတွေနဲ့ပြောက်စရာတွေအကောင်းမြင်စရာတွေလည်းအများကြီးရှိပါတယ်။အထူးသဖြင့်ပရမဘိုင်းကနေပေါ်လေ။ဒါပေမဲ့ကျွန်တော်တို့တိုးတက်အောင်လုပ်နိုင်သေးတဲ့အရာတွေလည်းရှိနေပါသေးတယ်။ဒါပေမဲ့ချန်ပီယံကိုအနိုင်ရတာတော့တကယ်ကိုကောင်းပါတယ်။ ဒါပေမဲ့ကျွန်တော်တို့9ရက်ကြာရင် keep နဲ့ကစားရအောင်မယ်ဒီတော့လာမယ့်2ရက်မှာကစားမတွေမနှက်ပြန်နန်းနန်းထားဖို့အတွက်အချိန်ယူရမယ်အာကောင်းဆုံးအနားယူရမယ်တင်းလာနေမှာအနားယူပြီးအင်္ဂါနေ့မှာကိမနက်ဘွဲကိုနိုင်ရဖို့အတွက်အသင်းကိုပြန်ပြီးတော့တွန်းအားပေးသွားမှာပါဘွဲဆုံးပိုင်းမှာအရီယန်ဂီတယောက်ကိုထည့်ပြီးတော့တိုင်းစီမွန်နှစ်ယောက်နဲ့ကစားတဲ့နောက်ကအထွေးခေါ်ကိုရှင်းပြပေးလို့ရမလားကျွန်တော်ကအမြဲတမ်းနေရာလိုက်လူစားလဲမှုတွေလုပ်လို့ရှိပါတယ်ထို့သဖြင့်ဖီအားအောက်ကိုရောက်နေတဲ့အခါမှာကျွန်တော်ကတိုင်းစီမွန်နှစ်ယောက်ကိုထည့်ချင်ပါတယ်ဟုတ်ပါတယ်ဘာလို့လဲဆိုတော့ခင်ဗျားကနောက်ကလူတွေပဲ ထပ်ပြီးထက်နေမယ်ဆိုရင် BRB ကပို့ပို့ပြီးတော့များလာမှာအထိပယ်မရှိဘူးလေဒီတော့ခင်ဗျားကသူတို့ရဲ့ BR ကနေလုံးမြောက်ဖို့အတွက်ကိုယ့်ရဲ့ box ထဲမှာမဟုတ်ဘဲနဲ့လဘဝီရဲ့ကွင်းပန်ချမ်းမှာသွားစားရမှာပေါ့လေသူတို့ box ထဲမှာဈာမ9ရောက်6ရောက်ရှိနေတဲ့အခါနေရာအနှံ့ကလူတွေဖြတ်တင်ဘောတွေတင်လာတာကိုကျွန်တော်တို့မြင်တွေ့ကြရပြီးသူတို့ရဲ့ goal ကလည်းအဲ့လိုပုံစံနဲ့ဖြစ်လာခဲ့တာပါဆိုတော့ဒါကကျွန်တော်ရဲ့အတွေ့အကြုံမှာအများကြီးနေပါလိမ့်ပြီးတော့ကျွန်တော်ရဲ့ laptop တွေကလည်းဒီနေ့လူစင်းလဲမှုတွေဘလို့လုံးရောက်လဲဆိုတဲ့အပေါ်မှာကောင်းအောင်နဲ့အတွေ့အကြုံရှိခဲ့ပြီးတော့ကျွန်တော်တို့ဘက်ကိုရှေ့ဖို့ ပြန်ပြီးတော့တွန်းဖို့နိုင်ခဲ့ပါတယ်။ဆက်ချစ်ပွဲဆက်ရှုံးပွဲမရှိသေးတာကတကယ်ကိုအမခန်းအောင်မြင်မှုတစ်ခုပါ။အဲ့ဒီအပေါ်မှာဘလို့များမြင်မိပါလဲ။ကျွန်တော်ရင်ကပြောခဲ့ဘူးပါလေ။ငါတို့ရှုံးပွဲမရှိအောင်ဆက်ထင်းထားခြင်းနဲ့ဆိုတဲ့အတွေ့အကြုံဝင်လာတာနဲ့ခင်ဗျားဟာတကူကိုကာကွယ်ခြင်းလာရောဗျ။ဆိုတော့ကျွန်တော်တော်တော်တခုကိုကာကွယ်နေရတယ်ဆိုတာကအမြဲတမ်း positive ဖြစ်နေပါတယ်ဆိုတော့ဒါမဲ့ကျွန်တော်တို့ကတခုကိုအနိုင်ရခြင်းတာဒီတော့အခြေခံပုံကဘယ်ကိုအနိုင်ရဖို့ပါပဲဟုတ်ပါတယ်ကျွန်တော်တို့အမြဲတမ်းလုံနိုင်မလားတော့မသိသေးဘူးဒါမဲ့ရှုံးဝဲမရှိအောင်တော့ နေကြစို့ဆိုတော့မျိုးတော့ကျွန်တော်မလို့ခြင်းပါဘူးနိုင်ဝဲအတွက်ဆက်သွားပါတေးကြရင်တေးကိုယူလိုက်မယ်ရှုံးကြရင်လဲရှုံးတာကိုလက်ခံရပါပဲဒါပေမဲ့ခြေကပ်ဘုံကတော့ကွင်းထဲထွက်ပြီးပွဲကိုအနားရောက်အောင်စူးစမ်းဖို့ပါပဲမေလာမော်လီပါတင်းအောင်ဆောင်မာကူဟီရဲ့စွမ်းတော်ကြီးပေါ်ပကမရရဲ့သုံးသက်ချက်လေးပြောပြပေးလို့ရမလားအော်ဟုတ်ကဲ့စိတ်ငစားမှုနဲ့ပတ်သက်လို့တော့ကျွန်တော်ဇာမောင်တွေကိုပြောခဲ့ဘူးပါလေငါကအသက်90ကျော်ပြီးငါနှလုံးသားကိုနည်းနည်းတကယ်ယူဆိုင်ကြအောင်လို့ကျွန်တော်ပြောလို့ရှိရပြီ ပွဲကိုနည်းနည်းစောစောအေးအေးဆေးဆေးလေးဖြစ်သွားအောင်လုပ်ပေးကြအောင်ပေါ့လေဒါပေမဲ့တစ်ဖက်မှာလည်းဒါကြောင့်ပဲကျွန်တော်တို့ဘောလုံးကိုချစ်ကြလာပဲလေပွဲပြီးမှဒီလိုမျိုးခံစားချက်တွေနဲ့ကျွန်တော်တို့ပရိသတ်တွေရဲ့ရှေ့မှာဒီလိုလုံးပြသွားတာတကယ်ကိုကောင်းမွန်လုံးနေလို့ထင်တယ်ကျွန်တော်ဇာမရီစီကိုပြီးသွားခြင်းခဲ့ပေမဲ့ငါးခက်လောက်မှရက်လိုက်တယ်ဘာလို့လဲဆိုတော့ကျွန်တော်တခါအဝါခက်ပြတာခံရဘူးတော့ကိုသတိရသွားလို့လေအဲ့လိုဆိုရင်အသိအတော်တစ်ခုခုပြန်ပြီးပေးရမယ်ပြီးတော့ကျွန်တော်ဇနီးကကျွန်တော်ကိုစိတ်ဆိုးရောဆိုတော့မပြေးတာကပိုကောင်းတဲ့နီလန်ဖြစ်သွားတာပေါ့လေ ပွဲမတိုင်ခင်တင်းတာရှင်းနေပွဲမှာပြောခဲ့တာကမာစီကနေကျွန်တော်မျှော်လင့်ထားတဲ့အတိုင်းအထီးကြပါပဲ။ဘောလစ်ဆိုတော့ဒါကလုံးဝကိုပြသလိမ့်မယ်လို့ကျွန်တော်သိထားတဲ့အရာပဲလေ။သူပွဲတိုင်းမှာပြသနေတဲ့အရာလဲချင်းကတိုင်းမှာပြသနေတဲ့အရာမဟုတ်လို့ပဲလေ။သူဘလောက်ကောင်းလဲ။သူဘလောက်ထူးရှင်တဲ့လူတယောက်လဲဆိုတာကိုဒါကသူ့ရဲ့ဇာမတယောက်အနေနဲ့ဘလောက်ကောင်းလဲဆိုတာထက်တောင်ပိုးပြီးတော့အရေးကြီးပါသေးတယ်ဗျ။သူရဲ့ကစားပွဲအပေါ်မှာရောကျွန်တော်တို့ရဲ့ကစားပွဲအပေါ်မှာပါအရန်ကိုအာယုံစိုက်ထားတဲ့အတွက်အခြားအရာတွေအကြောင်းဘာမှဘာထွေးမှကိုမရှိခဲ့ပါဘူး။ဆိုတော့ဒီတော့ မဘလောက်အထိထူးချွန်လဲဆိုတော့ထပ်ပြီးတော့ပြသလိုက်တာပါပဲအတန်းရဲ့စွမ်းဆောင်ရည်ကရောဘယ်လိုများရှိပါလဲအာခင်ဗျာအခုကျွန်တော်ကိုဇာမတိုင်းနီးပါအကြောင်းကိုမေးလို့ရလောက်ပါတယ်ဗျာဘာလို့ဆိုတော့အာကင်မရာကထူးချွန်တဲ့ပွဲစဉ်တွေပဲဇာသွားတယ်လीဒါရိုမီရှင်ဘလိုပွဲမျိုးလဲဗျာမိုးဆလာလို့ဘလိုကာကွယ်ခဲ့လဲအများတန်းရှိနေပြီးတော့ဗောလေသူဒီနေ့ဖန်နီးမှု၃ချိန်လောက်တောင်ရနိုင်ခဲ့ပါတယ်ဟုတ်ပါတယ်အပြန်လည်းအတူတူပါပဲဆိုတော့ဒုတိယပိုင်းမှာသူနည်းနည်းလေးပေမန်းသွားပြီးအဲ့ဒီအချိန်မှာစကန်ဘောတွေအများကြီးရှိခဲ့တယ်လို့ကျွန်တော်ထင်ပါတယ် ဒါပေမဲ့သူလည်းဒဏ်ရာရထားတယ်လေပြီးတော့ကျွန်တော်တို့မှာပွဲစဉ်စီအားအရန်ကြက်နေပါတယ်ဒါကြောင့်ပဲကျွန်တော်သူ့ကိုထုတ်ထားခဲ့တာပါဒါပေမဲ့အတန်နဲ့ဆိုရင်တော့ကျွန်တော်တို့မလိုရအောင်လဲဆိုတော့ကိုသိပါတယ်အဲအဲ့ဒါကြောင့်ပဲကျွန်တော်သူ့ကိုပွဲထုတ်ခဲ့တာပါဝေဟုစနဲ့ဂျက်ရှရာကလည်းပွဲထွက်ခွင့်နဲ့ထိုက်တယ်ပါတယ်ဘာလို့လဲဆိုတော့သူတို့လည်းအရန်ကိုကောင်းကောင်းစားနိုင်ခဲ့ပြီးဝင်လာတဲ့အခါမှလည်းအဲ့ဒါကိုတတ်သိပြောသားနိုင်ခဲ့လို့ပါပဲဒီတော့အခုဆိုရင်ဒီလိုရွေးချယ်စရာတွေအားလုံးရှိတာကတကယ်ကိုကောင်းပါတယ်သူကသူ့ရဲ့ဇာမဘောကအစာပိုင်းပဲရှိပါသေးတယ်ဒါပေမဲ့သူတို့ကြံ့ခိုင်မှုအပြည့်နဲ့ကျွန်တော်တို့ထားကြပါလိမ့် လုံးကတဲ့နှစ်နေကဘဲလေးဆိုရင်ဒီလိုအခြေအနေမျိုးမှာကွင်းနဝက်မှာပဲချပြီးတော့ဒီပွဲကိုစုံသက်ဖို့စူးစမ်းလောက်ပါတယ်ဆိုတော့ခမရလောက်မှာကြီးမားတဲ့ခါချာအပြောင်းလဲတစ်ခုဖြစ်လာပုံရတယ်နော်အော်ဟုတ်ကဲ့ဒါကျွန်တော်ရောက်လာခဲ့ကသူတို့ကိုပြောနေခဲ့တဲ့အရာပါပဲကျွန်တော်တို့ကြုံတွေ့ခံစားရတဲ့အစားမတိုင်းကိုပြောပြနိုင်ပါတယ်ဆိုတော့ကျွန်တော်ဈားတဲ့ပွဲပေါင်းများစွာမှာဒီလိုအခြေအနေတွေကြုံခဲ့ရပြီးဒီလို positive sound နဲ့အရာတွေဖြစ်သွားတဲ့အခါမှာဒီလိုကောင်းတဲ့အရာတွေထွက်လာတာပေါ့နောက်နေ့မှာကျွန်တော်အမြဲတမ်းဘာလို့ဘာလို့ဘာလို့လဲငါတို့ ရှေ့တက်ပြီးမကစားတာလဲလို့ကျွန်တော်အများနဲ့တွေးပါတယ်ကျွန်တော်ခင်ဗျားတို့ကိုပြောခဲ့ဘူးလေးမထင်နဲ့ဒါကိုအင်္ဂလိပ်တော့ကျွန်တော်မပြောတတ်ဘူးဗျာဒါပေမဲ့ငွေရှိကယုံလို့ပေါ့ဗျာအင်္ဂလန်မှာဒါမျိုးတော့မရှိဘူးတော့ထင်တယ်ဟုတ်တယ်ဟုတ်ဆိုတော့ဂျာမနီမှာတော့ပြောကြတယ်ဗျာငွေရှိကယုံကဘာလုပ်မလဲဆိုတော့သူကမလုံမရှက်နေပြီးတော့ငွေကသူ့ကိုမမြင်ပါစေနဲ့လို့မျှော်လင့်နေဒါပေမဲ့အမြဲတမ်းအဆားခံလိုက်ရတာပဲဆိုတော့ကျွန်တော်ဒါကိုပွဲပေါင်း900လောက်မှတကယ်တွေ့ကြုံခံစားခဲ့ရတယ်ဗျအဲဒီနောက်မှာတော့ကျွန်တော်ကိုကိုကို အဲ့ဒီအတွက်အများအားကျွန်တော်မုန်းတယ်ဆိုတော့ကျွန်တော်နေပြနေရောက်ဖြစ်လာတဲ့အခါမှာမဟုတ်ဘူးငါဇာမတွေကိုဒီလိုအတွေ့အကြုံမျိုးမကြုံစေခြင်းဘူးလို့အများအားတွေးခဲ့တယ်တကယ်ဒါဆိုရင်ရှစ်တက်ပြီးကစားမယ်ရှုံးလည်းရှုံးပါစေပေါ့ဒါပေမဲ့ကျွန်တော်တို့မှာဂိုလိုကိုသွင်းဖို့အတွက်အများအားစူးစမ်းနေရဲဆိုတော့ပင်ကိုလက္ခဏာပင်ကိုဇေယျတခုရှိနေရမယ်ဒါကကျော်တို့ရဲ့ကာရှာပဲဒါကကျွန်တော်တို့ရဲ့အန်တတီပဲနောက်ဆုံးနိုင်ကိုသွင်းသွားတဲ့အင်္ဂလိပ်ရဲ့နိုင်ကိုအကြောင်းလေးပြောပြပေးလို့ရမလား အာဟုတ်ကဲ့သူပြန်လာနိုင်တယ်ကတကယ်ကိုကောင်းပါလေသူကပြတဲ့ရာသီမှာအကုန်မာတော့ကိုယ်တွေအများကြီးတွင်းယူနိုင်တယ်ဆိုတော့ကိုပြသခဲ့ပြီးပါပြီပြီးတော့သူကအရန်ကိုရီမန်းချက်ကြီးပြီးအရန်ကိုအလုပ်ကျိုးသားတဲ့ကလေးတယောက်ပါတကယ်နဲ့သူစုရလိုက်ရရှိခဲ့တယ်ကြောင့်ထင်တယ်ဒါကကျွန်တော်တို့ရဲ့စောင်းမိုးတွေထဲကတစ်ခုပါပဲခင်ဗျာရင်းနှီးမြုပ်နိုင်ရင်ခင်ဗျာတစ်ခုခုပြန်ရလိမ့်မယ်ဆိုတော့ပေါ့ခင်ဗျာမိသားစုအပေါ်ရင်းနှီးမြုပ်နိုင်မယ်ဆိုရင်ခင်ဗျာပြန်ရမယ်အလုပ်အပေါ်မှာရင်းနှီးမြုပ်နိုင်ရင်ခင်ဗျာပြန်ရမယ်သူကအများကြီးရင်းနှီးမြုပ်နိုင်နေပြီးတော့ဒီကနေ့မှလည်းသူ့အနေနဲ့စုလက်တစ်ခုရခဲ့တာပါပဲ ဆက်ရှိပွဲဆက်ရှုံးပွဲမရှိစံကြီးကိုလိုက်မီနန်နဲ့အပေါ်ဂုံယူမိပါလားခင်ဗျားတို့သားကျွန်တော်ကိုအမြဲတမ်းဒီလိုပြောနေမယ်ဆိုရင်တော့ရသတပတ်အနေငယ်ကြရင်တော့ဖြစ်လာမှာပေါ့ဗျာအခုအချိန်မှတော့ဟုတ်ပါတယ်ကျွန်တော်ဂုံယူမိတော့ပေါ့ပြီးတော့ဇာမအောက်စုကိုတကယ်ကိုချစ်တယ်ဗျာသူတို့ဘလောက်တောင်စူးစမ်းနေကြလဲကျွန်တော်ရဲ့လက်ထောက်တွေကဒီလိုအသေးစိတ်အချက်လက်အားလုံးကိုဇာမတွေနဲ့စိတ်ထဲရောက်အောင်ကိုဘလောက်တောင်စူးစမ်းနေလဲဆိုတော့ကိုကျွန်တော်မြင်တွေ့နေရတယ်ဒီကားလေးကျွန်တော်တို့ကဇာမတွေအပေါ်မှာမှညာမတာဖြစ်နေတယ်ဆိုတော့ကျွန်တော်သိပါတယ် ဒါပေမဲ့သူတို့ကအမြဲတမ်းဆက်ပြီးတော့စူးစမ်းနေတယ်အမြဲတမ်းနားထောင်နေအဲဒီနောက်မှာကျွန်တော်တို့အားလုံးအခုအချိန်မှာဆိုးလက်ကိုရနေကြတယ်လို့ထင်ပါတယ်ဒါကကျွန်တော်ကိုဂုဏ်ယူစေပါတယ်ဘာလို့လဲဆိုတော့ဒါကအော်လီဗာကလပ်စနာတယောက်တည်းစီကနေစူးစမ်းအထောက်မှုမဟုတ်ပါကစားမတိုင်းဝန်တိုင်းတိုင်းကလပ်တိုင်းကလူတိုင်းစီကစူးစမ်းအထောက်မှုကြောင့်ဆိုတော့ကျွန်တော်တို့သိလို့ပဲလေအဝေးကန်ဒီမော်ဒီအကြောင်းကျွန်တော်တို့မေးပြစီအဲ့ဒါကိုဘာလို့အသုံးပြုတာပါလဲဒါတော့နည်းနည်းလေးပိုလွယ်ကူသွားစေတဲ့အကြောင်းရင်းတစ်ခုရှိမယ်လို့ကျွန်တော်ထင်ပါတယ်အဲ့ဒါကလူကြုံဘောမရှိလို့ပါပဲပြီးတော့ ဟုတ်ပါတယ်ပြည်တံမောတွေမှာဆိုရင်တော့လူဂျုံမောရှိတယ်ဆိုတော့ခမရကနေရာအနှံ့ကိုရွှေ့လို့ရတယ်အဲ့ဒါကတို့အနေနဲ့ပိုကြီးမားတဲ့နေရာလက်တခုကိုကာဝေးရမယ်ဆိုတဲ့အထိပ္ပယ်ပဲဆိုတော့အဲ့ဒါကအကြောင်းရင်းတခုဖြစ်နိုင်ပါတယ်ဒါပေမဲ့တစ်ဖက်မှာလည်းကျွန်တော်တို့ဒါကိုကာကွယ်တတ်ဖို့တော့လိုအပ်တာပေါ့လေဒါကကိုသွင်းဖို့အတွက်ကောင်းမနဲ့ပေါ်တင်ကံပေါ်ထုစ်တခုပါပဲဆိုတော့ဒီဘက်မှာလည်းကိုယ်တိုင်ကိုယ်ပြန်မပေးအောင်လည်းအများနဲ့တတိထားရတာပေါ့ဗျာကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ပရိသတ်များလုံးကိုစိတ်နှပြကျမ်းမှာချမ်းသာကြပါစေခင်ဗျာ